မြန်မာသမိုင်းနဲ့ဒဏ္ဍာရီတွေကသင်မှန်းစွာသိရှိထားတဲ့ချက်စဲချက်ကျွန်တော်တို့မြန်မာလူမျိုးတွေဟာရာဇဝင်အနေနဲ့ပုံမြင်နေကြမှာကြီးပြင်းလာခဲ့ကြတာပါဒါပေမဲ့သင်ကြားမှုတွေယုံကြည်လာခဲ့တဲ့သမိုင်းတွေရိုးရပုံမြင်တချို့ဟာလွဲမားနေပြီအချင်းကြလာလာနဲ့မြန်အမှန်တရားနဲ့ပုံမှုဝေးခွာလာတယ်ဆိုတာကိုသင်သိပါသလားဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့ Mystery Box Channel လေးကနေကျွန်တော်တို့ငငယ်ကလေးကကြားဘူးနာဝရှိရဲ့မြမရိုးရဒဏ္ဍာရီတွေသမိုင်းဝင်ပြည့်ရတွေကအမှန်တရားနဲ့ကွဲလွဲနေရတဲ့နည်းလေချက်ဆယ်ချက်ကို ခေါ်ထုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ညီကိုတို့အနေနဲ့ကိုကိုကိုတမိုင်းပုဒ်ဒ်ကျွယ်ဝတယ်လို့ထင်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာ၁၀ခုတွေကဘယ်နှစ်ခုထိအမှန်တရားကိုသိထားလဲဆိုတာကိုခုပဲစမ်းသပ်ကြည့်လိုက်ပါ။ Let's go မြန်မာသမိုင်းမှာဘရင်တစ်ပါးနန်းကြပြီဆိုရင်ထိုဘရင်ရဲ့သေးသားအလုံးကို မင်းဆွေမင်းမျိုးပြန်မပေါ်လာနိုင်အောင်တက်ပြစ်ရတယ်လို့လူများစုကရေဘူးရအပြင်တည်ထားကြပါတယ်။အမှန်တကယ်တော့ဒါသမိုင်းကိုခြေကားထားတဲ့ထင်းအောင်ထင်မဖြစ်တဲ့တစ်ခုသာဖြစ်နိုင်ပါတယ်။သမိုင်းမှတ်တမ်းတွေကတည်တံပေးခဲ့တာတွေရှိပေမဲ့ဘရင်သွေးသားအလုံးကိုစနစ်တကျရေနစ်တက်ခဲ့တယ်ဆိုတော့မှတ်တမ်းခိုင်မာမှုကအလွန်အားနည်းပါတယ်။တကယ်တမ်းကရာထူးလူပွဲတွေမှာတက်ဖက်ခြင်းကသာအများဆုံးဖြစ်ခဲ့ပြီးမင်းတို့မင်းလက်ထက်မှာအသက်ချမ်းသာရခဲ့တဲ့မင်းသားမင်းသမီးတွေအများပြားရှိခဲ့တဲ့အပြင်နန်းကြခံခဲ့ရတဲ့နောင်တော်ပုဂံမင်းကိုယ်တော်မှာ ရွှေဘုံမြို့မှာအိမ်တော်ဆောက်ကမိဖုရားအချွေရံနဲ့တကွာအေးချမ်းစွာထားရှိခဲ့ပါတယ်။ဒါဟာအရင်ခေတ်တွေကနန်းကြပင်ကိုတက်ပစ်လို့ရှိရဲ့ထုံနှန်းစင်တာနဲ့လောကအကွဲပြားနေတဲ့တပ်သေးတစ်ခုဖြစ်ပါတယ်။ဒီလိုအတီမားတွေဖြစ်လာရတာဟာအနောက်တိုင်းသားတွေရဲ့ပတ်တန်းတွေမှာမြမဘီရင်တွေကိုရိုင်းစမ်းသူဖြစ်ပုံဖော်ခြင်းနဲ့စိတ်ကူးယဉ်မှုများလည်းပါဝင်နေတာကြောင့်လို့ယူဆရပါတယ်။စင်ဖြူတော်ဟာမြမဘီရင်တွေအတွက်ဩဇာအာဏာနဲ့စီးစိမ်ဥစ္စာရဲ့တင်ကြရဖြစ်ပြီး သူတို့ကိုဘယင်တွေကကိုးကွယ်ခဲ့ကြတယ်လို့ယုံကြည်ထားကြပါတယ်။တကယ်တမ်းမှာတော့ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာဘယင်တွေကဗုဒ္ဓဘုရားရှင်ကိုသာကိုးကွယ်ခဲ့တာဖြစ်ပါတယ်။စင်ပြူတော်ကိုကိုးကွယ်တာမဟုတ်ပဲဘုန်းကံကြီးမားခြင်းအမတ်သားတစ်ခုဖြစ်တာတတ်မှတ်ပြီးရိုသေလေးစားမှုနဲ့ထိန်းသိမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။စင်ပြူတော်ရတဲ့ဘယင်ဟာကုသိုလ်ကံအကျိုးပေးကောင်းတယ်လို့ယုံကြည်ခဲ့ကြတာနိုင်ငံရေးဂုဏ်သိက္ခာကိုမြင့်တင်ခြင်းသာဖြစ်ပါတယ်။ဘာသာရေးရကိုးကွယ်တာမျိုးလုံးဝမဟုတ်ပါဘူး။ ထွေထွေဘုဒ္ဓအရာမင်းမောခေါလောင်းကြီးဟာကမ္ဘာအကြီးဆုံးခေါလောင်းဖြစ်တယ်လို့မှတ်သားခဲ့ဖို့ကြပါတယ်။တမိုင်းမတန်းသစ်တွေကအတန်မီလန်နဲ့ခေါလောင်းတွေထဲမှာမင်းမောခေါလောင်းဟာကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးတာဖြစ်ပါတယ်။ပထမအကြီးဆုံးကတော့ရုရှားနိုင်ငံမော်စကိုမှာရှိတဲ့ဇာဘဲလ်ပဲဖြစ်ပါတယ်။ဇာဘဲလ်ဟာအလွန်ကြီးမားပေမဲ့တချိန်မှအတန်မမီဘူးပဲခွဲရခဲ့တာကြောင့်အတန်မီလန်နဲ့ခေါလောင်းတွေထဲမှာတော့မင်းမောခေါလောင်းဟာအကြီးဆုံးဖြစ်နိုင်ခြေရှိတယ်လို့အချို့ကဆက်လက်ပြောဆိုနေကြတဲ့ဖြစ်ပါတယ်။ ဒါကိုတော့ခံလုံမှုရှိမရှိထပ်မံဆွေးနွေးရလိုအပ်နေသဖြင့်ဖြစ်ပါတယ်။စေကံတိုင်းဥရှင်ကြီးနဲ့ပတ်သက်တဲ့ဌာနကြီးများသာရှိပါတယ်။ဒီထဲမှာမိမလာကျောင်းကအဖြစ်ဖြစ်ဟာလူသီများဆုံးဖြစ်ပါတယ်။ငယ်နေပြီမောင်ရှင်လို့ခေါ်တဲ့ဥရှင်ကြီးဟာရှင်ပြုဖို့အတွက်ငွေစာရန်တက်ခုတ်သမားတွေနဲ့အတူသူမိမလာကျောင်းပေါ်သို့ရောက်ရှိခဲ့ပြီးသူ့ရဲ့ဆောင်းတန်ကြောင့်နတ်သမီးဒါမှမဟုတ်နတ်စိမ်းများကဆွတ်မှတ်ခဲ့ပြီးလေကိုထိုကျောင်းကနေခွာမေးအောင်ပြစားခဲ့ပြီးနောက်ဆုံးမှာ ဥရှင်ကြီးကိုရေထဲပြစ်ချစတဲ့မှာထွက်ခွာခွင့်ရခဲ့ပြီးနတ်ဖြစ်ပြောင်းလဲသွားခဲ့တဲ့ဌာနကြီးပဲဖြစ်ပါတယ်။မှန်တကယ်ပါတော့ဥရှင်ကြီးနတ်ဖြစ်ရခြင်းဟာသူနဲ့ဇနီးဖြစ်သူရှင်မြတ်လာတို့ဟာပင်လယ်ခီးသွားရင် မုံတန်းကြောင့်ပြေဆုံးကနတ်ဖြစ်ခဲ့တဲ့ဌာနကြီးနဲ့တမန်နဲ့ကအချိုးတော်မတန်းနေရဘယင်းကြီးရဲ့အညဉ်းညင်ကိုခံရပြီးနှိမ့်ဆက်ခံရကတေဆုံးခဲ့တဲ့တမိုင်းဝင်ပုတ်ကိုတူရဲ့အဖြစ်ပြက်ကိုဂျိုးရနဲ့အယူဆနဲ့ပေါင်းဆက်ဖန်တီးခဲ့တာဖြစ်နိုင်ပါတယ်။ရေငံပိုင်ဥရှင်ကြီးဟာတံငါးတွေများရဲ့ကယ်တင်ရှင်ဖြစ်မြေကြီးလမ်းကြောင် ပြည်လည်ရည်နှံကြောင်းဆိုင်ရာဘေးအန္တရာယ်ကနေကာဝယ်ပြီးရိုးရာယုံကြည်မှုနဲ့ပုံမှန်နေဆက်ပါတယ်။နတ်ကူးခွေမှုနဲ့အလန်းဝေးတဲ့လူတချို့မှာမှားရင်းနေတဲ့ပတ်သက်မှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့မြန်မာရိုးရာနတ်39မြင်းနဲ့ကနာမည်ကြီးမဟာဂီရိနတ်တစ်ဖြစ်လဲဘဲမောင်လင့်တယ်နဲ့အိုဘမေရောတို့ကလင်မယားဖြစ်တယ်ဆိုပြီးတော့ပါဒီလိုထင်မှားကြခြင်းဟာနတ်ပူဇော်ကိုးွယ်မှုမှာထိုးနှက်နှစ်ပါးအလွန်ထင်ရှားပြီးနတ်နန်းတွေမှာအတူတူကပူဇော်ခံရတာကြောင့်ဖြစ်ပါတယ် ။သမိုင်းနဲ့ရိုးရာယူဆောင်မတန်းလေရမဟာဂီရီဟာမင်းသမီးတစ်ပါးကိုလက်ထပ်ခဲ့ပြီးပုတ်ပန်းမယ်တော့ဟာလည်းဂျက်တာရဲ့ဇနီးသားဖြစ်ပါတယ်။တားတော်နှစ်ပါးဖြစ်တဲ့ရွှေဖင်းကြီးရွှေဖင်းလေးညီနောင်အသက်ခံရတာကြောင့်ရင်ခွင်းလာကြတည်ဆုံးခဲ့တာမှာအနက်တစ်ပါးဖြစ်လာတယ်လို့ဆိုပါတယ်။ဒါကြောင့်သူတို့နှစ်ဦးဟာဘဝဆက်ကြောင်းနောက်ခံရဘာမှတော်ဆန်မှုမရှိပါဘူး။မြမယူဟာနှစ်သမိုင်းများဟာအချိန်မြင့်မြတ်ပြောင်းလဲပေါင်းဆက်လာတဲ့အတွက်ဒေသလိုက်ပုံမြင်တွေကွဲပြားသွားတာကလည်းယခုလိုအမြင်ကွဲလဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။ နော်ရတာမင်းဟာတထုံကိုအောင်းနိုင်ပြီးမုံမီမနူဟာကိုတထုံကနေပကန်းကိုဖမ်းခေါ်လာကအချင်းချပြီးအမြဲတမ်းညှဉ်းပန်းနှိစက်ခဲ့တယ်လို့သိကြပါဗျ။မနူဟာမင်းကိုပကန်းမှာခေါ်ထားခဲ့တာမှန်ပါတယ်။ဒါပေမဲ့သူဟာရဟန်းဝိဖြစ်တရင်သုံးွေရောက်ခဲ့ပြီးကိုပန်ဖျားကြောင်းဆောင်ကိုတိဆောက်ခွင့်ရခဲ့ပါတယ်။မနူဟာဖျားကနန်းဘိတ်ခြေချိုးခံရတဲ့ခံစားချက်ကိုပုံဖော်လေဆိုပေမဲ့သူ့ကိုဖျားတက်ခွင့်ပြုခြင်းဟာအနော်ရထားကသူ့ကိုလူသားဆန်စွာဆက်ဆံခဲ့တဲ့တပ်သေးတစ်ခုလည်းဖြစ်ပါတယ်။သမိုင်းပညာရှင်တို့ကတော့မနူဟာဘင်းဟာ နောက်ဆုံးမှာပကံသားလိုဖြစ်လာခဲ့ပြီးတဝက်ချင်းကျုံတဝက်လွတ်လပ်တဲ့ဘဝနဲ့နေထိုင်သွားရတာလို့သုံးသပ်ကြပါတယ်။မုံဘူစစ်တပ်ရဲ့ဒူးကျော်မှုကြောင့်ပကံဟာလုံးဝဖျက်ဆီးခံလိုက်ရပြီးပကံခေတ်အဆုံးသတ်သွားခဲ့တယ်လို့အားလုံးကယုံကြည်ခဲ့ကြပါတယ်။အမှန်တကယ်တော့မုံဘူစစ်ပွဲဟာနောက်ဆုံးအကျိုးသက်ရောက်မှုတစ်ခုသာဖြစ်ပါတယ်။သူတေသနာအသစ်တွေကပကံဟာမုံဂိုရီမြောက်ဝင်ကလေးကဗန္နာကြီးအကျက်တဲ့နဲ့ဘုန်းကြီးကျောင်းနေစီမိယာပိုင်ဆိုင်မှုလွှဲပြောင်းမှုလွန်ကဲခြင်းတွေကြောင့် စီးပွားရေးရအင်အားချင်းတဲ့နေပြီဖြစ်ပါတယ်။မွန်ဂိုကျူးကျော်မှုဟာနောက်ဆုံးချွဲထောင်းနောက်ခံပြုလိုက်တဲ့အကြောင်းတရားသာဖြစ်ပြီးတကယ်တမ်းမှာဗကန်ရဲ့အတွင်းပိုင်းခြွေမှုကပိုပြီးရေးပါခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ကရန်ကုန်မြို့ဟာရှင်းမုံဘီရင်ခေတ်ဒီကလေးကရှိခဲ့တာဖြစ်တဲ့အတွက်မြမအပါဝင်တိုင်းရင်းသားတွေအများအားအခြေစနေတိုင်းခဲ့တဲ့မြို့ဖြစ်တယ်လို့အများစုကယုံကြည်ထားပါတယ်။တကယ်တော့ရန်ကုန်မြို့ဟာစေချခင်တွေကမော်လမျိုးတွေရဲ့အဓိကကုန်သွယ်ရေးနဲ့ဘာသာရေးဗဟိုချက်ဖြစ်ခဲ့ပါတယ်။ဗမာလူမျိုးတွေဟာ အေအော်ရီမြို့ကနေဒီဒေသကိုနောက်မှအခြေချဝင်ရောက်လာတာဖြစ်ပြီးရန်ကုန်ဟာတမိုင်းတစ်ချောင်းမွန်နဲ့ဗမာတို့ရဲ့ရင်ချင်းမှုရောနှောပေါင်းဆက်ရနေရဖြစ်ပုံမူထင်ရှားခဲ့ပါတယ်။လက်ရှိရန်ကုန်ရဲ့အမိဟာမွန်ဘာသာစကားကနေဆင်းသက်လာတာမဟုတ်ပဲကိုမော်ခေအလောင်းဖရာဟာမွန်တို့ရဲ့တကုံမျိုးကိုသိမ်းပိုက်ပြီးနောက်ရန်ပီးရန်ကုန်မီလို့အမိပေးခဲ့ခြင်းဟာတမိုင်းဝင်ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။မြန်မာလူမျိုးတွေကိုးွယ်တဲ့နေ့39မြင်းဟာ အယူဝါဒအရကောင်းငင်ဘုံကဒါမှမဟုတ်လူသားမဟုတ်တဲ့တဘာဝလုံးဆိုင်နေဖြစ်တယ်လို့ယုံကြည်ကြပါတယ်။အမှန်တကယ်မှာတော့နတ်39မိနစ်ကနတ်အများစုဟာရက်ဆက်ကျဉ်ကျုပ်စွာတည်ဆုံသွားခဲ့ကြတယ်။တမန်ဝင်လူပုဂ္ဂိုလ်များကိုကိုးစားပြုပါတယ်။နတ်39မိနစ်ကိုကိုးကွယ်ခြင်းဟာဘုဒ္ဓဘာသာမှာရောက်ခင်ကတည်းကရှိခဲ့တယ်။ဝိညာဉ်ကိုးကွယ်မှုနဲ့ဘုဒ္ဓဘာသာကိုအားပြီးတမန်ဝင်နေမြေဒေသခေါင်းဆောင်တွေကိုပူဇော်တဲ့အယူဆနှစ်ခုပေါင်းဆက်သွားတာကနေပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဘုန်းတော်ဖျားရှင်လက်ထက်ကလေးကဆွေတကွန်စီတော်တည်ရှိခဲ့ပြီးဘဲခစ်ဘဲကာမှမပြိုလဲပဲဒီတိုင်းမှရှိခဲ့တယ်လို့အားလုံးကသိထားကြပါတယ်။ဆွေတကွန်စီရဲ့မူလစီတီဟာတမိုင်းမတန်နေရအလုံးသိငယ်ခဲ့ပါတယ်။ဆွေတကွန်ရဲ့လက်ရှိကြီးကြပ်ခံထားတဲ့ပုံစံဟာဝန်မီရင်မှရှင်စောဘူးနဲ့နောက်ပိုင်းကုန်းမော်ခေတ်ပြင်များစွာလက်ထက်မှာမှအချိန်ပေါင်းများစွာပြုပြင်မှုမှန်ပြီးဆွေချခြင်းကြောင့်ဒီလိုဖြစ်လာခဲ့တာပါ။တမိုင်းပညာရှင်တွေကဆွေတကွန်ကိုကြီးကြပ်ခံအောင်တည်ဆောက်ခဲ့တဲ့ဘေးရန်မှရှင်စောဘူးရဲ့အခမ်းအနားကိုအထူးလေးထားမှတ်တမ်းတင်ထားကြပါတယ်။ ဒီလိုဒဏ္ဍာရီတွေကိုပေါ်ထုတ်ရခြင်းဟာရိုးရာကိုစော်ကားလိုခြင်းလုံးဝမဟုတ်ပါဘူးအတိတ်ရဲ့အမှန်တရားကိုစူးစမ်းရှာဖွေလို့တဲ့စိတ်သက်သက်ပဲဖြစ်ပါတယ်ဒီဆက်ချက်တဲ့ကဘယ်ချက်ကတင့်ကိုအံအားတင့်စေလဲသင်ရဲ့ဒေတာမှာရောသင်ယုံကြည်ထားတယ်ဘလို့ထူးဆန်းတဲ့ရိုးရာအမှားတွေရှိနေလဲကိုမင်မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပျော်ရွှင်ပွဲမျိုးဒီနေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်